အလုံးမေမင်္ဂလာပါများဆိုင်းလန်တရေဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့မြန်မာနိုင်ငံကအလို့သမားတွေဒုက္ခရောက်တော့မိအကြောင်းကိုကြော်မျိုးမင်းပြောလာရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာကြော်မျိုးမင်းကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာလို့ဘလို့ပြောဆိုနေသလဲဆိုတာကိုအလုံးဝင်ရောက်ကြည့်ရှုလေးတာသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအလုံးကိုလည်းဆိုင်းလန်တရေဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ အာယလိုကိစ္စအာယလိုကိစ္စကကျွန်တော်လည်းဒီကိစ္စကဟိုတိုက်ပြီးတော့တော့စိတ်မကောင်းကြရပဲတချို့လူတွေကတိတ်ပြောနေပြောနေမယ်ကျွန်တော်တို့ကဒါပြောမယ့်ကိစ္စလို့မထင်ဘူး ILO ကကျွန်တော်တို့မြန်မာနိုင်ငံကိုမနစ်ကတနစ်ကတည်းတောက်လျှောက်စူးစမ်းနေတာအဲ့ဒါအဓိကအဲ့ဒါကိုလုပ်နေတဲ့ဖွဲ့စည်းကလည်းအခြားဖွဲ့စည်းမဟုတ်ဘူး NUG အုပ်စုကစူးစမ်းနေတာဆိုတော့အဲ့အဲ့အဲ့ရလာနေပြီတော့ကျွန်တော်တို့ကမှဟိုဟာချလိုက်တယ်ပေါ့ဒီ recession ချတယ်လို့ recession ချတယ်လို့ခေါ်တာပေါ့ article 33ရကျွန်တော်တို့ဒဏ်ကတ်ရေးပြီးဆိုချင်းနေလုံးမယ်ဆိုပြီးတော့စပြီးချင်းရတယ်เนาะချင်းရတယ်အဒီနေ့သူဆုံးဖြတ်ချက်ချတယ်ပေါ့ဗျဆုံးဖြတ်ချက်ချပြီးတော့ တို့နိုင်ငံဆွဲပြချပြီးတော့တို့ကခုနဒီအေးအေးယူလို့လုပ်မယ်ဆိုပြီးကျင်းရတယ်ဆိုတော့အဲ့ဒါကအဲ့လိုလုပ်လိုက်ရင်မြန်မာကဘာဖြစ်မလဲဆိုတော့မြန်မာကြီးထိခိုက်တယ်တအားနှစ်နာဆုံးရှုံးပြီးဖြစ်တယ်အဲ့ဒါကိုမသိကြဘူးအခုဒီနေ့9ရက်နေ့တရေအရာပေါ့နော်9ရက်နေ့ထုတ်ပြန်လာတဲ့ IL ထုတ်ပြန်လာတဲ့တရေအရာနော်ဒီ9ရက်နေ့ပေါ့တရားတော်တရား33ချိန်တော့ပြည်ဆိုင်လူသမားကြီးလာခဲ့ ILC မှာတဲ့ IRC မှာစစ်တပ်ကိုနိုင်ငံတော်သွားဖွဲ့ချုပ်ဖြစ်တဲ့ IRO ပြတန်းချက်ပုံမှန်သုံးသုံးနဲ့ယူဖို့ကန့်ကွက်သူမှရှိပဲဒီလိုဆုံးဖြတ်လိုက်ပါတယ်တဲ့နော်ဆိုတော့ ဒီ ILO ဆိုတဲ့ချက်ကိုလိုက်နာဖို့စောင့်ဖို့လိုတယ်မြန်မာနိုင်ငံမြန်မာနိုင်ငံ ILO ဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တော့ဖြစ်တော့လိုတယ်အဲ့တော့လိုက်နာပါမလိုက်နာလို့ရှင်ပို့ပါတော့ဆိုရင်ရေးယူနိုင်ရေးယူခံနိုင်တယ်ပေါ့နော်ဆိုတော့သူကဘာလဲဆိုတော့ဒီမြန်မာကဒီစစ်တပ်ကပေါ့နော်စစ်တပ်ကစစ်ကကာနာယူပြီးတော့လူသမားခွေချိုးပေါက်တာတွေစစ်မှုနဲ့ဥပဒေကြောင့်တတ်မှတ်ချက်တွေရောပြီးပြပနိုင်ငံကိုလှုပ်ခွင့်ပိတ်တာပိတ်တာတွေနော်အာနိုင်ငံမှာအဲ့ဒါမှစစ်မှုထမ်းခိုင်းနေတယ်သူတို့တုံးတာပေါ့နော်လူသမားအသင်းဖွဲ့စည်းတော့ကန့်တတ်တာတို့ဖမ်းဆီးတာလုပ်တာတို့စသဖြင့်အဲ့ဒါမျိုးတွေဒါတွေကမြန်မာနိုင်ငံထိခိုက်ပါတယ်ပေါ့ဗျာသူပြီးတော့သူတို့ မြန်မာနိုင်ငံဒါဥပဒေချိုးဖောက်တယ်ပေါ့သူကတတ်မှတ်တယ်ပေါ့အဲ့ဒါကိုသူတို့ရဲ့ဒီ2024နိုဝင်ဘာ6ရက်ကကျင်းပတဲ့ Geneva Conference မှာကတည်းကစပြီးတော့အဲ့ကောင်အရေးယူစပြီးဆွဲလာခဲ့တာ plan ဆွဲတာဒီ2025ဂျွန်လ9ရက်လဲရောက်တော့မြန်မာထိလာတယ်အဲ့တော့အဲရလို့ပြည့်ပုံမှန်33ရာရွေးခံမယ်ဆိုရင်လည်းဘာဖြစ်မလဲဆိုတော့ကုလသမဂ္ဂ agency တွေကထောက်ပံ့တဲ့နည်းပညာတွေလူသားချင်းစာနာထောက်ပံ့အကူအညီတို့တော်တော်များများရေးစားရှိရရက်သွားနိုင်တယ်။နောက်စားရှိတဲ့စသဖြင့်ပေါ့ဗျာမြန်မာနိုင်ငံမှာဖြစ်နေတဲ့ဒီ နားလည်အရွယ်ဆုံးစကားပြောနော်သူတို့ technical တန်းကြီးကျွန်တော်ပြောတာရှင်ပါဆိုနားလည်အောင်ပြောရင်အခုမြန်မာပြည်မှာအထည်ချုပ်ဖနာချုပ်ဘာချုပ်ညာချုပ်ဆိုအလုပ်သမားနဲ့ပတ်သက်တဲ့ဒီကျွန်တော်တို့ရနေတဲ့အခွန်ကားတသားခွင့်ဒီပိုင်းညာတွေပေါ့ကျွန်တော်တို့နိုင်ငံအလုပ်ပေးနေရတယ်ပေါ့အဲ့ဒါကိုကျွန်တော်ရက်တောက်ရက်တံပေါ်နိုင်တယ်ဖြတ်တော့ခမ်းနိုင်တယ်ပိတ်ဆို့ကန့်သက်ခမ်းနိုင်တယ်အဲ့ကြောင့်မြန်မာပြည်မှာရှိတဲ့စိတ်ယုံတွေမှာလုပ်နေလို့သမားအခုကျွန်တော်တို့တိတော့သုံးသိန်းနဲ့၅သိန်းချရှိမယ်လို့သမားအဲ့လိုမှတူကြီးရအကြည့်ကျတော့ခါရောက်ကြောက်တယ်အကြည့်ကျတော့အဲ့တော့ဒီ ILO ရဲ့ဆုံးဖြတ်ချက်ကိုဘယ်သူကတွားပြီးအတင်းတွန်းပို့တာလဲဆိုတော့ NUG အုပ်စုက ILO မှာတွားပြီးတော့မြန်မာအစိုးရစစ်ကောင်စီကိုရေးယူတင်နေပါလေဆိုတော့သူတို့ကစစ်ကောင်စီကိုရေးယူပါလို့ပြောနေပေမဲ့တကယ်တမ်းကျတော့သူတို့အရေးယူနေတဲ့စစ်တပ်ကိုရေးယူရလို့ပြောနေပေမဲ့တကယ်တမ်းတိတ်သွားတာဘာလို့ထီလဲဆိုတော့ အခြေခံအောက်ခြေပြည်သူလူသမားတွေပတ်တည်တယ်အခုနင်းတိုင်တဲ့စိတ်အောင်မှာသူကသူအလုပ်လုပ်နေတဲ့လူသမားတွေအကုန်လုံးကနင်းတိုင်တဲ့အလုပ်လက်မဲ့ဖြစ်တော့တယ်ဖြစ်သွားနိုင်တယ်ပေါ့ဗျာမဖြစ်တော့ဘူးဖြစ်တော့ဖြစ်သွားနိုင်တယ်သူလုပ်လိုက်တာနော်အဲ့တော့ဘလို့ကြည့်လဲဆိုတော့အဲ့လောက်ထိပေါ့အဲ့တော့သူ့ရဲ့ဒီဒီဒီ IELTS ဆုံးမဲ့ချက်နဲ့အလုပ်တော်ဘာသာပြန်ဆိုချက်ဆိုတာကျွန်တော်ခုရှိတယ်ကျွန်တော်ခင်ဗျားတို့ဒီအလုပ်တော်အလုပ်တော်ပြန်ဆိုချက်ကိုကျွန်တော်ဖတ်ပြမယ်အင်္ဂလိပ်သူအင်္ဂလိပ်မှာပါလာတဲ့ဟာကိုကျွန်တော်တို့ပြန်ပြီးတော့လူရင်းကျွန်တော်ပြောပြကြည့်မယ်အဓိကဘာပါလာလဲဆိုတော့နော်အပြည့်ဆိုင်လူသမားဖွဲ့ရဲ့ညီလာခံဟာ25ရက်ဂျီနီဗာမှာကျင်းပတယ်ပေါ့ဗျာအဲ့တော့12ခုမြောက်အစီအစဉ်အောက်မှာလည်းမြန်မာနိုင်ငံ1948လွတ်လပ်ရေး1948ကကြာပြတ်ထားတဲ့လွတ်လပ်စာစုဝေးခွင့်စူပေါင်းတောဆုံညီနိုင်ခွင့် Convention အမှတ်80ခွန်1930က အခုနေ့ရဲ့ဒီအတ္တမစိက္ခာပု convention အမှန်29ကိုလိုက်နာဖို့မရှိဘူးတဲ့အဲ့တော့စုံစမ်းစစ်ဆေးဖို့အတွက် IR လိုကနေအခြေခံဥပဒေပုံမှန်26ရောက်ပေါ်သေးတဲ့စုံစမ်းရေး commission ရဲ့အကြံပြုချက်ကိုလိုက်နာဖို့ IR လိုပတ်သက်ပုံချင်ဥပဒေပုံမှန်33ရာအရေးယူဆောင်ချမှတ်ရတယ်နဲ့ဒီဆိုင်ရာလူသမားရုံးရဲ့အုပ်ချုပ်ရေးဘက်တပြက်ဆုပ်ချက်ကိုတက်ဆင်းစနာပြီးတော့နော်စနာပြီးတော့လှုပ်ဆောင်တယ်ပေါ့ကွာနော်စစ်အာဏာပိုင်တွေကပေးရတဲ့နောက်ထပ်ချက်လက်မျိုးမှတ်သားပြီးတော့လေ၎င်းတို့ရဲ့၎င်းတို့ကတဲ့နောက်နောက်ဆုံးအစီအခံစာမှာမြန်မာနိုင်ငံလွတ်လပ်တဲ့လွတ်လပ်မှုတွေကုန်သက်ကစီတို့ဆိုတဲ့အခေါင်းစဉ်အဲ့ဒီခေါင်းစဉ်ကော်မရှင်ရဲ့အဲတတ်မှတ်ချက်တွေအရာလဲခေါင်းထဲပေါ်ရန်ပြတ်ကွက်မှုတွေရှိတယ်ပေါ့ဗျာစသဖြင့်အဲ့တော့တို့အနေနဲ့တော့ သူတို့ဆုံးဖြတ်ချက်ကိုပြောမှာဗျာနင်ထုတ်ပြီးတော့ဟိုနိုင်ငံတွေရဲ့ဟွာရဆိုတော့တိကျကဟိုတရားတော်ဝင်ကြည့်ပြီးတော့မပြတာနေတဲ့နောင်ချစ်ပါမယ်အစီအစဉ်မြန်မာနိုင်ငံက convention အမှတ်89 29ကိုတော့ချချင်းဆုံးသက်စီကော်မရှင်အကြောင်းပြီးတော့ account ဘောကျင်းကိုဆွေးနွေးရစံနှုန်းရ live account ဘုံဆိုင်ရာ comedy ရဲ့အထူးစီဝေးကိုကျင်းပဆုံးဖြတ်တယ်တဲ့เนาะအဲ့တော့အစိုးရရဲ့အလုပ်ရှင်လူသမားတွေကိုလည်းအောက်ပါတိုင်းဆော့ပြေခေါ်ပါတယ်တဲ့နော်နိုင်ငံတကာလူသမားတွေကဖွဲ့စည်းခွင့်အထမောက်ခိုင်းစီမှုပုံစံအလုံးပေါက်ပေါက်စီမြင့်တဲ့အစားသမီးပေါ့ဒါတွေကပြောရင်တော့တော်တော်စာမျက်နှာရှိတယ် အရေးကြီးဆုံးကတော့မြန်မာနိုင်ငံကိုပိတ်ဆို့ကန့်သတ်မှုတွေလုပ်ရန်ဆိုပြီးနိုင်ငံတကာဖွဲ့စည်းတွေကိုသူကစုပြည့်ချက်ပေးလိုက်တာလုံရတော့ကျွန်တော်တို့တို့အရှိတ်ဖက်ပြားနေတညကုံသွားနိုင်တယ်နော်စာမျက်နှာတွေအများကြီးနဲ့ဆိုတော့အဓိကတော့မြန်မာနိုင်ငံက ILOS ဟိုအရာရည်ရွယ်မှုရမြန်မာနိုင်ငံမှာရှိတဲ့အလုပ်လုပ်နေတဲ့အခုအထဲချုပ်တွေဖရက်ချုပ်ဆက်ချုပ်ချုပ်ဘာချုပ်ညှက်ချုပ်တွေကိုပစ္စည်းအခု order မာတဲ့နိုင်ငံတွေရှိတယ်အဲ order မာတဲ့နိုင်ငံတွေကမမအောင်လို့ဒီ ILOS ဟိုအရာစီမင်းစီကံအောင်မအောင်လို့ဥပမာမြန်မာနိုင်ငံကိုပြီးခဲ့တဲ့ Editex ပေါ့နော်ကုမ္ပဏီက Editex ကုမ္ပဏီကပေးပြီအာမင်းတို့ဘယ်လိုမှမသွားချုပ်ဘူးမြန်မာမြန်မာသူ့ရဲ့အရာချုပ်တဲ့မူရင်းမြန်မာပြည်ဆိုရင်မင်း Editex ကမြန်မာပြည်ကိုချုပ်လို့ပို့ဟုတ်လားအဲ့ဆိုတော့မင်းမင်းကငါတို့ငါတို့ လုံငါစီမင်းစီကချုပ်ပေါက်ပြီးတော့မင်းတို့ကတော့ရိမ့်မယ်ငါတို့ဘာလို့မင်းတို့ဆိုတော့အဲ့ဒီကအဲ့ဒီကကျွန်တော်တို့မပို့တော့အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ဓာတ်ရပို့တာမဟုတ်ဘူးဆိုတော့ထိုင်ဝမ်ပို့လိုက်တယ်ထိုင်ဝမ်ညီမပြူထိုင်ဝမ်မှာရှိတဲ့သူ့ရဲ့သူ့ရဲ့ပါတနာရှင်သူကငါတို့ဖနက်တန်းလိုချင်တယ်ဆိုပါဆိုဖနက်တန်းလိုချင်တယ်သူမှားလိုက်မယ်အဲ့ကြရင်အဲ့ထိုင်ဝမ်ရှိတဲ့လူကဈေးတရားနိုင်ငံထပ်ရှာတယ်မြန်မာကိုတွေ့တယ်မြန်မာကိုယောမင်းတို့တန်းချုပ်ပေးလိုက်တယ်အဲ့တော့မြန်မာချုပ်တယ်ပတ်ဆိုင်ရတယ်မြန်မာလိုဝါကရတယ်ပေါ့အခုအဲ့မှာအဲ့တက်ကသူတိသွားပြီပြောင်းမင်းမင်းကငါပေးတာမြန်မာပေးဖို့မဟုတ်တော့မင်းမငါပေးတာမြန်မာမပေးရဘူးဒါမျိုးအထိပိတ်ပင်ကန့်တာဖြစ်လာနိုင်တယ် ဆိုတော့အထည်ချုပ်လုပ်ငန်းလောကသားဖနှတ်ချုပ်အထည်ချုပ်နဲ့လောကသားလူသမားတွေကိုထိခဲ့တော်နေတယ်။မျိုးကြီးမှာပိုင်သာစက်မှုစုံနဲ့ဒီရန်ကုန်မှာရှိတဲ့စက်မှုစုံတွေ20ကျော်မှာအလူသမားသိန်းနဲ့ရှိရှိတယ်။အဲ့လူသမားတွေသိန်းက3သိန်းနဲ့9သိန်း5သိန်းချရှိတယ်ကျွန်တော်ကြားတယ်။အဲ9သိန်းလောက်လည်းချုပ်ပြောကြတယ်။ဒါပါတော့သိန်းနဲ့ရှိရှိတဲ့လူသမားတွေကအကယ်၍ဒီအချုပ် order ပေါ့နော်။အချုပ်လို့ order မရတော့ရင်ပြတ်သားတက်ပြီ။ဆိုတော့တက်ဆိုင်ရာဟိုနိုင်ငံတွေကလည်းတက်ဆိုင်ရာပစ္စည်း brand ကြီးတွေကလည်းမြန်မာပြည်ကိုပေးရင်ငါတို့ပြတ်သားတက်နေတယ်ငါတို့မပေးဘူးကွာဆိုရင်တခြားဘယ်နိုင်ငံပြည်တွေတခြားနိုင်ငံတွေကိုပြီးသွားနိုင်တယ်။အဲ့ဒါဆိုကြည့်ကြနေတာမြန်မာကြည့်ကြ နောက်တစ်ခုမြန်မာနိုင်ငံကပစ္စည်းတွေနဲ့ပတ်သက်အောက်ခွန်သက်တာအောင်လုပ်တာတို့ပါခွန်ခါသားတွေပြောသက်တာအောင်လုပ်တဲ့ဟာနာများအကုန်လုံးကန့်သက်ခံသွားနိုင်တယ်ဒါကြောင့်မြန်မာနိုင်ငံအတွက်ကနိုင်ငံသူများရှိတဲ့ဒီစိတ်ယုံလုပ်သားတွေအချိန်ကလုံးသမားတွေတော့ကတော့အရန်တိကျတော့တယ်အဲ့တော့ဘုံချုပ်ကြီးမြောက်လိုက်တဲ့ဘုံချုပ်ကြီးတွေက အေးရအောင်ပြောဘူးအေးစစ်စစ်ပဲအဲတခုလားရှိရင်သူကပြောလိမ့်မယ်အေးဒီအလုပ်သမားတွေအလုပ်မရှိတော့နေမှာဘူးသူကြီးမရောက်လာဆန္ဒပြောက်လို့ပြောနိုင်ဘူးသူကြီးမရောက်လာနဲ့အစိုးရဘုံဟိုပေါ်တော်လာပုံကမှုတွေမလုပ်လို့မပြောနိုင်ဘူးစာချင်းသူကပြောင်းပြန်စဉ်းစားပြီးတော့အလုပ်သမားအလုပ်သမားလူတန်းစားကြီးမှာဂျားထဲမှာအလုပ်ကိုင်ခွန်းလည်းပြက်စီးသွားအောင်လုပ်တဲ့အတွက်ပြက်စီးသွားတာလားဆက်အာနာရှင်ရှိလို့ငါတို့လုပ်ကိုင်ခွန်းလည်းပြက်စီးတာဆက်အာနာရှင်ကိုချရမယ်ဆိုတော့စိတ်မျိုးဝင်သွားစေချင်တဲ့စိတ်ဓာတ်တွေများလုတ်တလားဆိုတဲ့မိကုန်းရှိတယ်ဒါပေမဲ့ကျွန်တော်အမြင်ပြောရရင်တော့ပြည်တွင်းမှာကြံနေခဲ့တဲ့လူတွေအကုန်လုံးရရှင်နေမှာရှင်းရှင်းလေးပဲကိုယ့်အကူလုတ်ကိုင်ရှာဖို့ဆောက်လို့ရှင်နေကောင်းကောင်းအေးစိမဲ့လုတ်ကိုင်ဆောက်နေခင်ဗျာဆက်အာနာရှင်နေဒီမိုကရေစီအာနာရှင်နေဘယ်သူပါရည်သူကောင်းတဲ့ထဲပို့သူကောင်းတဲ့အဲ့ဒါသိမရှိတော့ပြီးသွားပြီသူတို့ဘဝတွေကသူတို့ပဲအေးစိရှင်တဲ့နေချင်းကြတာ ဒါပေမဲ့အဲ့ဒါကိုအတင်းကြကြီးကနဒီအတင်းကြကြီးဒုက္ခရောက်လို့တည်ဆိုတာကတော့အဲ့ပြည်သူလူထုပေါ်ထားတဲ့အဲ့ဒီ UNG နဲ့သူ့ရဲ့ဘက်တော်သားတွေစိတ်ဆင်လာတယ်။သူဒါကိုသွားပြီးတင်နေလို့ရတယ်။ UNG နဲ့ပေါင်းစပ်နေနိုင်ပြီလောက်ကနေတဲ့ဒီလူသမားကြီးလှူရှားတဲ့တက်ကြွလှူရှားသူ့အဖွဲ့တွေကအတကူသွားတင်နေတာ။ဘုပ္ပနိုင်ငံကြီးလည်းမြန်မာပေါ်မှာအမြင်စောင်းနေတာဆိုတော့ငကိုးရဲစောင်းပြီးသားဆိုတော့ညာတာထောက်ထောက်မှုရှိပဲဆုံးဖြတ်ချက်ချတာ။အဲ့တော့မြန်မာနိုင်ငံနေတဲ့တော့တိနာနေတော့နားနိုင်ရတယ်။နားနိုင်ပါတယ်။သို့တော်လည်းသို့တော်လည်းပြောလိုက်ပြတော့ဒီလိုမျိုးကိစ္စတွေကအခုမှမဟုတ်ဘူးဥဒန်းချွေလက်ထက်ကလည်းကြုံခဲ့ပြီးတယ်ဒါလည်းကျွန်တော်တို့မြန်မာပြည်ကရအောင်ကြုံလွားခဲ့ပြီးပြီအဲ့တော့ဥဒန်းချွေလက်ထက်မှာတခါကြုံခဲ့ပြီးဖြစ်တဲ့အတွက်ဥမြောင်လည်းလက်ထက်မှာလည်းဥမြောင်လည်းကြုံပြီဆိုရင်သူလည်းဒါကိုရင်ဆိုင်ကြုံလွားဖို့သူလည်းစဉ်းစားပါပဲပြီးတော့ကျွန်တော်နိုင်ငံပေါက်တဲ့နှစ်ဖူးကတုံးမထူတော့ဘူးကြ နိုင်ငံကကျွန်တော်တို့နိုင်ငံအပေါ်မှာထားနေတဲ့စိတ်နေစိတ်ထားသဘောထားတွေကကုညီခြင်းနဲ့စိတ်ချက်ပြက်လို့ပြည်ဖြစ်စေခြင်းနဲ့စိတ်ကပုံများတယ်ကျွန်တော်တို့နိုင်ငံကုညီခြင်းမှာလေဆိုတော့အင်းဒီယန်တရုတ်လိုနိုင်ငံအင်းဒီအင်းဒီတရုတ်နိုင်ငံတော့ရုရှားလိုနိုင်ငံထိုင်းလိုနိုင်ငံအိန္ဒိယလိုနိုင်ငံတော့မှပဲကျွန်တော်တို့ကတတိကြီးထားပေါင်းတဲ့နေရာနေထားမှာရှိကဲယုံကြည်ယုံမြင်ကျွန်တော်ကပုံလင်းပြောတာအကုန်လုံးတတိထားပေါင်းနေတဲ့အချိန်မှာရှိတယ်အချိန်မှာရှိတယ်ဒါကြောင့်ကျွန်တော်တို့တော်တော်လေး close ဖြစ်တဲ့ဟို friend တွေပေါ့နော် close ဖြစ်တဲ့ friend အဲ့တော့တော့မှတတိကြီးထားပေါင်းနေရတယ်ဆိုရင်ခင်ဗျာကျွန်တော်တို့နိုင်ငံကိုပြက်လို့ပြည်စီဖြစ်စေခြင်းနဲ့ဥရောပနိုင်ငံတွေဒီအမေရိကနဲ့အဲ့အုပ်စုအနောက်အုပ်စုတွေကကျွန်တော်တို့နိုင်ငံကိုပြက်လို့ပြည်စီဖြစ်စေချင်တာများတယ်အဲ့ခါကျတော့ ကျွန်တော်နိုင်ငံပေါ်မှာတို့ကအမြဲတမ်းဒုက္ခမျိုးစုံပေးနေလိမ့်မယ်အဲ့တော့မှကျွန်တော်တို့အချင်းချင်းလေးစားမှုတို့ပေးနေအောင်မယ်ဆိုရင်ရှင်းပြရအောင်ကျွန်တော်တို့ကျွန်တော်တို့မြန်မာလေကိုယ့်ကိုယ့်တစ်ကဘာလေးနဲ့ကိုယ်ပဲအေးစီနေကျွန်တော်တယ်တခါကြရင်တချို့ပြောမယ်မြန်မာမြောက်ကိုရီးယားလိုဖြစ်သွားမယ်ပါဘူးမြောက်ကိုရီးယားလိုဖြစ်သွားမယ်လို့တို့ပြောနေကြရင်မြောက်ကိုရီးယားလေတွတ်ကြည့်ပါသူ့ဟာနဲ့သူတို့ကတွတ်တဲ့ဖုန်းတို့ရအများကြီးပဲမြောက်ကိုရီးယားဘယ်ကောင်းမစော်ကားရဲဘူးတိုက်တက်ရှိလိုက်တဲ့ကောင်စော်ကားလေဟိုကနယူးလန်နယူးလန်ထုတ်တယ်လေကိုယ်ကြည့်မအောင်ပါရှိပါရင်တော့ဟိုအဲ့လိုလုပ်တာတူကလည်းသူ့နိုင်ငံသူစင်အောင်တောင်းလုပ်ထားကြတယ်ဆိုတော့ဒါကြကြရင်ကျွန်တော်လည်းကိုနီကိုဟန်မြောက်ကိုရီးယားစတိုင်ကိုတွားရမယ်ပုံပေါက်လာပြီသူတို့လုပ်ကောင်သူတို့ကျွန်တော်တို့တမင်ကိုတော့ဗာလဲဆိုတော့ဟို isolate ဖြစ်အောင်လုပ်နေတယ် ကျွန်တော်တို့ဒီမှာအစိုးရလည်း isolate မဖြစ်ချင်တဲ့အခါ live video နဲ့တပြားညီနိုင်တိုင်ပင်ဆွေးနွေးတယ်ဒါပေမဲ့ဘလို့ဆွေးနွေးဆွေးနွေးတို့ကဘာလဲဆိုတော့နားတစ်ဖက်ပဲပါကြတယ်တော့ one side story ပဲသူကစဉ်းစားတယ်အစတွေကအစတွေကမြန်မာနိုင်ငံရဲ့အစိုးရတွေဘုံမှာမြန်မာနိုင်ငံဘုံမှာတို့ရဲ့စိတ်ဆင်တာမမှန်တဲ့အခါကျတော့ one side story တွေပဲသူစဉ်းစားပြီးတော့တို့လှုပ်ဆင်ချင်တဲ့အကြောင်းပဲဦးစားပေးစဉ်းစားပြီးလှုပ်ချလိုက်တာတမင်ကိုလှုပ်တာမြန်မာနိုင်ငံဘုံတမင်ကိုလှုပ်တာအဲ့တော့ တိကျသွားတာပြည်သူတွေတိကျသွားမယ်ဒါပါအဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့မြန်မာအစိုးရဘာလို့မှလည်းမင်းအခုလက်ရှိနတ်ဆကအစိုးရကအလိုမောက်ရင်ထနာဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်တော့ပြောင်းပြန်မှုတစ်ခုလုပ်နိုင်မယ်လို့ယူဆတယ်တိုးတော်လေတောက်ပြောင်းမှုဆိုတာကဒါနဲ့ပတ်သက်ပြီးကန့်ကွက်လာကန့်ကွက်လာထုတ်တာလို့နော်ဒါကိုဒီဟာနဲ့ပတ်သက်ပြီးပြန်လည်စဉ်းစားပေးဖို့ပြောတာလို့စသဖြင့်တစ်ခုခုပေါ့ဗျာမြန်မာအစိုးရဘက်က action တစ်ခုပြန်လုပ်နိုင် reaction action တစ်ခုပြန်လုပ်နိုင်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်မနေ့ကပြန်တစ်ခါနောက်ဒီတရနေ့အတွင်းမှာနေချာဘောက်ကောက်ချက်နေချာဘောက်တို့ action တစ်ခုနတ်ဆကအစိုးရရဲ့ထုတ်ပြန်ချက်တစ်ခုထွက်လာနိုင်ကြတယ်ရှိတယ်ဒါပေမဲ့အဲ့ထုတ်ပြန်ချက်ရတယ်ထုတ်ပြန်ချက်တာလည်းဖြစ်ပြီးတော့ ကျွန်တော်တို့အနေနဲ့ဒီဒီဒီရည်ရွယ်မှုကိုရှောင်လွှဲနိုင်ဖို့ခက်ခဲနေမယ်။နော်ခက်ခဲနေမယ်။အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်နိုင်ငံပေါ်မှာစာနာထောက်ထားမှုအားနည်းကြနေတော့ငလင်ရလိုမျိုးဒုက္ခရောက်နေတဲ့အချိန်မှာတော့ငလင်ဘေးတင်ပြီးတော့တိုင်းပြည်ကပြန်ထောက်ထားမှုခက်ခဲကြတဲ့နေတဲ့အချိန်မှာတော့ဒီကောင်တွေကဒီလိုလောက်ရတယ်ဆိုတာဒီကောင်တွေတမိုင်းမှာဘာလဲကဘာကြေတော်လဲဥထမ်းဥထမ်းမကြည့်ဘူးဆိုတာမျိုးကျွန်တော်ကတော့တမိုင်းမှာမှတ်တမ်းနေထားပါပဲဒီကောင်မျိုးလုံးဝကဘာကြေတော်လဲဥထမ်းမကြည့်ဘူးမြန်မာနိုင်ငံသားအလုံးသမား၃လေးသိန်းသိန်းနဲ့ကြည့်တော့အလုံးသမားတွေဒုကြည့်ဘူးအလုံးလက်မဲ့ဖြစ်အောင်လုပ်တဲ့အာရလိုအုပ်စုကိုတွားပြီးတွန်းပို့တဲ့ချုံတုံးအုပ်စုနဲ့အာရလိုမှာအဲ့လိုဆုံးဖြတ်လိုက်တဲ့အဲ့ဒီနိုင်ငံချို့တွေအပေါ်မှာကျွန်တော်တို့အနေနဲ့ကတော့ပွင့်နေပြောရရင်တော့ မင်းတို့လည်းမင်းတို့မိုးကောင်းလုံးယွာထားကြလို့ပဲကျွန်တော်ပြောပါမယ်တက်မယ်ဆိုမင်းတို့မိုးကောင်းလုံးယွာထားကြပေါ့ကွာအေးပေဖြစ်တော့ခံလိုက်တာပေါ့သူထည့်တဲ့ချီထုတ်ခါကြရင်တော့မင်းတို့အဲ့တော့မှရက်ဆက်တယ်လို့ပြောကြကြည့်ပေါ့ဒီလိုပဲကျွန်တော်မှတ်ထားခြင်းပို့လိုက်ပြန်ဒီလိုပဲကျွန်တော်ခံလာခြင်းလေအဲ့တော့နတ်ဆက်ကတော့သူ့လိုကိုသူလုပ်နေမယ်လို့ကျွန်တော်ယူဆတယ်ထုတ်ပြန်ခြင်းတွေထုတ်ပြီးတော့တုတ်ပြန်နေမယ်လို့ယူဆတယ်ပြီးတော့အဲ့ပွဲမှာကကျွန်တော်တို့အထက်ချုပ်အသင်းသို့မဟုတ်ကုန်သက်ဆက်မှုအသင်းချုပ်ကဒေါ်ခိုင်ခိုင်တို့အုပ်စုတွေသွားထိုင်ပြီးတော့အစည်းအဝေးထိုင်ပြီးတော့ပြောခဲ့တယ်သူတို့လည်းပြောနိုင်တယ်လို့ပြောရတယ်လို့ပြောခဲ့ပြောခဲ့ကြတယ်လို့လည်းကြားတယ်အဲ့တော့ဒေါ်ခိုင်ခိုင်တို့သားလင်းဒီဖြစ်စဉ်အသေးစိတ်သိလိမ့်မယ်ဒေါ်ခိုင်ခိုင်တို့သိလိမ့်မယ်ဒေါ်ခိုင်တို့အထက်ချုပ်ကတဲချုပ်တို့နောက်တစ်ခါကုန်သက်ဆက်မှုအသင်းချုပ်ကနော်ပိတ်ပိတ်တော်တော်နဲ့ပိတ်ပိတ်တော်တော်နဲ့မြို့သမီးနော်အဲ့တော့အဲ့အမျိုးသမီးက UMSA မှာနှစ်ပေါင်းမ များဆိုကျွန်တော်တိတိလောက်တန်တန်းတခုကျွန်တော်တန်တန်းတော့တန်တန်းချက်မှာအဲ့ဒီရောပဲစီမှာသူအများဆုံးများဆုံးမြင်ဆိုတော့အဲ့ဒေါက်ခိုင်တို့တို့သွားထိုင်ပြီးတော့အဲ့လိုမှာသူတို့လည်းကောင်တာပြန်ပြောဖို့ကြိုးစားပါတယ်ဒါပေမဲ့သူတို့ဘယ်တော့ကြိုးစားကြိုးစားကိုကအစားတွေကအခုမှအာဂျန်နာရှိနေပြီလားဖြစ်တယ်ဒီအာဂျန်နာအတိုင်းကိုပဲ decision လုပ်လိုက်တာကျွန်တော်တို့နိုင်ငံခံရတာပဲဆိုတော့စိတ်မကောင်းစရာပါပဲဒါကတော့မြန်မာလူ့သမားတွေနဲ့မြန်မာဒီလှုပ်ရှင်တွေပေါ့နော်ဒီအလှုပ်ရှင်တွေအတွက်စိတ်ဝင်လှုပ်ရှင်လုပ်ငန်းရှင်တွေတော်တော်လေးစိတ်မကောင်းစရာတစ်ခုပေါ့ဖြစ်တယ်နော်ဒါလေးကတော့ကျွန်တော်ကြုံလို့အားရလို့ကိစ္စစိတ်မကောင်းချက်ပြောပါတယ်နောက်တစ်ခုကတော့အမေရိကန်ကမြန်မာအပါအဝင်နိုင်ငံဆက်နိုင်ငံကိုပြည်ဝင်ခွင့်ပိတ်ပလိုက်ပါတယ်အမေရိကန်က ကုလသမဂ္ဂဒေါနယ်ထရန်ကြီးက sorry အမေရိကန်သမ္မတဒေါနယ်ထရန်ကြီးကကင်ထက်လိုက်ပါတယ်ပြုံးခွင့်ပိတ်လိုက်တယ်ဆိုတော့တချို့ကလည်းနောက်နောက်ပြောင်းပြီးပြောကြတာရှိတာပါဗျာပြုံးခွင့်ပိတ်တယ်ဆိုတော့တချို့ကလည်းနောက်နောက်ပြောင်းပေါ့တော့ဒါဘာပြောပြောကြတာရှိပါနောက်နောက်ပြောင်းဟိုဆရာသမားတို့ကပိတ်တယ်သာပြောတာဒီကလည်းစားတယ်ထွက်ခွင့်မပေးတာအခုကခင်ဗျားတို့ကပိတ်တယ်ပေါ့ဒါဒီမှာပြည်ထွက်ခွင့်မပေးတာဗျာလိုးလိုလာတယ်ဆရာပြောပြောကြတယ်ဒါတော့လည်းပြောရွှင်နောက်နောက်ပြောင်းဒီမှာတွေကဖြစ်လာတဲ့ခင်းချင်းပုံပါပဲပျော်အောင်နေတတ်တာပေါ့နော်ပြတာပါဒါပါပဲဆိုတော့ ဟိုမထုမမထုတော့ဘူးเนาะအဲ့တော့အမေရိကန်ကသူအမေရိကန်ထုတ်ပြန်ချက်ဒေါ်နယ်ဒေါ်နယ်ထရန့်ကသူလက်မှတ်ထုတ်ပြန်တယ်ဒေါ်လာ၄ရက်ကထုတ်ပြန်တယ်ဘာလဲဆိုတော့ဆရာကျမအာဖဂန်နစ္စတန်မြန်မာချတ်ကွန်ဂိုအီကွေတိုရီယယ်အီကွေတိုရီယယ်ဂီနီအာအီရီထရီးယားဟေတီအီရန်လီဘီယာဆိုမာလီယာဆူဒန်ဂျီမင်အစရှိတဲ့နိုင်ငံသားတွေကိုသူတို့နိုင်ငံကိုဝင်ခွင့်ကန့်သတ်လိုက်တယ်ပြောရရင်ဝင်ခွင့်ကန့်သတ်ဆိုတာဒီကနေ့ကျင်ညာလက်မှတ်ထုတ်တဲ့နေရာဆက်အာနာတက်ရောက်တယ်အဲ့တော့ပြောချင်တာကဂျော်လာ၄ရက်နေ့မနေ့ကညစားပြီးနောက်ချက်လာမယ့်ဟာတွေအခုတချို့လေလက်မှတ်ဝယ်ထားတဲ့လူတွေတော့စားသွားပြီစုံပြီလေလက်မှတ်စုံဝင်လို့မရတော့ဘူးလေပြေခွင့်ပေးပစ်လိုက်တာသူတို့နိုင်ငံကိုမြန်မာနိုင်ငံသားပတ်စပို့ကင်တိုက်ဝင်လာမယ်ဆိုတော့မလာနဲ့တော့ မလာတော့ဆိုပြောနေတာဒါပဲအဲ့တော့အကြွေးညာအဲဂျွန်လာလတ်လေမှာအမေရိကန်သွားဖို့တခါလေအလဲပတ်သွားဖို့လို့အဲ shopping trip ဖို့လို့အဲတာသီးပညာရေးဘာပညာရေးညာရေးစီးပွားလုပ်ဖို့လို့သွားမယ်လို့ရှိရင်ပြီးပြီသွားလို့မရတော့သွားလို့မရတော့နော်အဲ green card ရထားရင်တော့တမျိုးပေါ့ဗျာဒါလည်းမဟုတ်ဘဲဆိုရင်တော့သွားလို့မရတော့ဘူးပြီးသွားပြီပိတ်ခံလိုက်ပြီဆိုတော့ဒါပိတ်ခံလိုက်တာပေါ့အဲ့တော့သူတို့နေလားဆိုတော့မဟုတ်ဘူး Burundi Burundi နော် Cuba Laos Sierra Leone Togo Turkmenistan Venezuela အစရှိတဲ့နိုင်ငံတွေကိုတော့ပြည်ဝင်ခွင့်တစ်စိတ်တစ်ပိုင်းကန့်တတ်မယ် ပြီးတော့ယာယီအလုပ်ဗီဇာချို့ကိုခွင့်ပြုမယ်လို့ပြောတယ်။ဆိုတော့ကျွန်တော်နိုင်ငံတော့ကန်ဆိုးတာအာဖဂန်နစ္စတန်မြန်မာချတ်ကွန်ဂိုအီကွေတိုရီယယ်ဂီနီအီရီထရီးယားဟေတီအီရန်လီဗျာဆိုမာလီယာဆူဒန်ယီမင်ပြီးတော့အာဖရိကကဒေသတွေရယ်အာဖရိကဒေသတွေရယ်အရှေ့လေပိုင်းဒေသတွေရယ်နော်မြန်မာရယ်ပေါ့အာဆီယံမှာဆိုမြန်မာပေါ့ဗျာတာနိုင်ငံနဲ့ထူးခြားပါလာဆိုတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဆုံးဖြတ်ချက်ကတော်တော်လေးထူးဆန်းတယ်လို့ခေါ်တာထူးဆန်းတယ်လို့ခေါ်တာပေါ့ဒါအခြေခံဘယ်ကနောက်ခံကြောင်းတွေကဘယ်ကစဖြစ်လာလဲဆိုတာစဉ်းစားစရာတော့ကောင်းတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကပြန်ကြည့်မယ်ဆိုရင်ဒီထက်မှာပါလာပါကစ္စတန်လိုမျိုးအိန္ဒိယနဲ့ချနေတဲ့နိုင်ငံတော့သူက ဟိုတစ်ချိန်တော့အမေရိကန်ကပါကစ္စတန်ကိုသွားပစ်တာမဟုတ်ဘူးကြာဒါပေမဲ့သူကအခုပါကစ္စတန်ကတော့ဘာမလို့တကယ်ကိုစဉ်းစားဖို့ကောင်းပါကစ္စတန်ကဘာမလို့ဆိုတော့အခုဒီရုရှားလိုနိုင်ငံတွေကသူမပိတ်မင်ကတ်တာရုရှားသူနဲ့စင်ပြေလွန်လာတယ်လေဟုတ်လားမဟုတ်ဘူးတရုတ်လိုနိုင်ငံတွေကသူမကတ်တာနော်အခုပြောရရင်တော့အရှိလေမဲ့ယူကရိန်းနဲ့သူဘာမလို့ဒီအရှိလေမှာတခြားနိုင်ငံတွေကတ်တဲ့နိုင်ငံတွေရှိတယ်သူမကတ်တာပြောပြောချင်တာမြန်မာလိုနိုင်ငံကိုထည့်ကတ်တာတယ်ဆိုတော့တထက်တော်တော်ကိုစဉ်းစားရကောင်းတဲ့နိုင်ငံစဉ်းစားရကောင်းတဲ့ကိစ္စတခုပဲဆိုတော့ အမေရိကန်မှာလက်ရှိရောက်နေပြီးသားမြန်မာပြည်အတွက်ကတော့ပြပပြပပြပပြန်နှင်ပို့တာပြန်နှင်တာပေါ့မြန်မာပြည်ပြန်နှင်လို့တယ်ပေါ့နှင်လို့တယ်ဆိုတဲ့ဇလန်ကအဲရှိနေတယ်လို့အခြားတော်မှာရှိနေတယ်လို့သူတို့ထပ်ဝင်လာတော့ခွင့်ပြုဆိုတဲ့ပုံစံအဲ့တော့မဲဆောက်တို့ချင်းမိုင်တို့မှာရောက်ပြီးတော့အမေရိကကိုထွက်ဖို့ထွက်ခွင့်ရဖို့စောင့်စားစောင့်စားနေတဲ့ NUG ဘက်တော်သားတွေအုပ်စုတွေကတော့အမေရိကန်အိမ်မက်ကပြက်ပြေသွားပြီအမေရိကန်အိမ်မက်ကဒေါ်နယ်ထရန့်ထုတ်ထည့်တဲ့ကြေသွားပြီအမေရိကန်အိမ်မက်ကဒေါ်နယ်ထရန့်ထုတ်ထည့်ကြေသွားပြီကျွန်တော်တို့ကတော့အမေရိကကိုသွားကျင်လာမယ်ပုံမှန်နေပြီတော့သွားကြကြောက်လည်းမရှိဘူးအမေရိကသွားရမှကျွန်တော်အမေရိကသွားရမှကျွန်တော်ဘွားကြီးအောင်မြင်မယ်လို့ကျွန်တော်ခံယူထားဘူးကဘာကြီးရဲ့မိသည့်နေရာမှာပဲရှိနေရှိနေကျွန်တော်တို့က ကဘာကြီးရဲ့မြေကြီးနေရာမှာပွန့်ပွန့်တကယ်ကျတော့ကျွန်တော်ရဲ့ဇနားဟာတက်ရောက်ရတရားဒီသားကူတော့ပြတ်နေပြီမွေးပြတ်နေပါပဲအမေရိကန်ထိသွားပြီကျွန်တော်ဇနားကိုသွေးမွေးပြတ်နေပြီအမေရိကန်ထိသွားပြီကျွန်တော်လုဆရာမလုပ်ရဘူးကျွန်တော်အမွေးနာကျွန်တော်နဲ့ဆက်ဆက်တဲ့အပတ်သက်တာဝန်မှာမွေးပြတ်နေပါလားဒါရှင်းရှင်းလေးပဲတို့တို့ကဘာမှလူဘီလီယံ9 9ဘီလီယံကျော်ရှိတယ်10ဘီလီယံခုလူ10ဘီလီယံရှိတယ်10ဘီလီယံလို့ကျွန်တော်တို့လိုက်ပြီးစီးအောင်ဆရာကြောင်းလို့မရှိဘူးစိတ်လေးမဝင်စားနိုင်ဘူးပွန့်နေပါ10ဘီလီယံလုံးနဲ့လိုက်စကားပြောလို့လည်းကျွန်တော်မဖြစ်နိုင်ဘူးကျွန်တော်တို့တနေ့တာပတ်သက်မှုတိုင်းမှာကျွန်တော်တို့တနေ့လုံးကစကားပြောနေတာလူတစ်တောင်းမပြီးဘူးအဲ့တော့ရှင်းရှင်းလေးပြောရင်ကျွန်တော်အဲ့လိုဒီအမေရိကန်တော်ကိုကျွန်တော်ခေါင်းနဲ့သိမရှိဘူး ိစ္စရှိလို့မဖြစ်မနေအလုပ်ကိစ္စနဲ့သွားရဖို့မဖြစ်မနေနိုင်ငံကိစ္စတွေသွားဖို့လိုလိုက်သွားမယ်။ကျန်တဲ့ကိစ္စတော့ခဏအမေရိကသွားဖို့စိတ်ကူးကူမရှိဘူး။နော်ရှင်းရှင်းလေးပဲပို့လိုက်မယ်ကျွန်တော်ကျွန်တော်တို့တကပန်းပြဒါပေမဲ့တခုတော့ရှိတယ်။စိတ်မကောင်းတာကဘာလဲဆိုတော့ပညာရေးနဲ့ပတ်သက်ပြီးတော့အမေရိကမှာပညာသင်ဖို့ချိတ်ဆက်ထားပြီးသားကလေးတွေအဲ့ကလေးတွေတော့တော်တော်ထောက်အောင်မယ်။အဲ့ကလေးတွေတော့အဲ့တော့တို့တော်တော်စိတ်မကောင်းဘူး။တို့တို့ဘာမှဆိုင်ရမှန်းညက်သွားပြီ။တို့တို့ဘာမှဆိုင်ရမှန်းညက်သွားတာ။နော်အမေရိကနဲ့ချိတ်ဆက်ပြီးစီးပွားရေးလုပ်နေကြတယ်မြန်မာလုပ်ငန်းရှင်ချို့တို့တို့လည်းညက်သွားတယ်။နော်အမေရိကချိတ်ဆက်ပြီးတို့ကမာစီးပွားရေးလုပ်ငန်းရှင်တို့ညက်သွားတယ်။အမေရိကမှာပညာရေးလုပ်ပညာရေးတော်တော်စားဖြစ်နေတဲ့အုပ်အုပ်စုတွေတို့လည်းညက်သွားတယ်။ တော်မှုအပေါ်သူညသွားတယ် shopping ထွက်မှာတော့အလက်ပတ်သွားမှာတော့ဟိုကတော့ဒီကတော့အိုက်ကောင်တွေကတော့ဘာမှမဖြစ်ဘူးသူကရေးကိုမကြည့်တာကိုယ်နိုင်ငံပတ်စံဟိုတော့တော့မတော့ဘူးမလို့ဘူးပေါ့ဒါမှမဖြစ်တော့ခုနကဟိုကတိကျဆုံးချက်သွားအဲ့ဒါဆုံးချက်ပါတယ်ဒီနောက်ခံကြောင်းတွေကဘယ်ရောက်ဖြစ်လာလဲဆိုကျွန်တော်သုံးသက်ချက်ပေါ့နော်ကျွန်တော်သုံးချက်ဖြစ်နိုင်ခြေရှိအောင်ကြောင်းရအမေရိကန်မှာရောက်နေတယ်မြန်မာတွေရဲ့ဇယိုက်ကြမ်းကြမ်းတွေအောက်တန်းကြတဲ့အပြုမှုအယူဆအနေထိုင်အပြောဆိုလုံဆောင်ချက်တွေကြောင့်ဘောနက်ထရိုင်းကောက်ခဲ့တယ်ပေါ့ပေါ့ဟုတ်ဒီမြန်မာကောင်တွေဘာကောင်တွေလဲအဲ့ဒီကောင်တွေအဲ့ဒီကောင်တွေမြန်မာပြည်သူငါတို့နိုင်ငံရောက်လာမြန်မာကောင်တွေဘာကောင်တွေလဲအဲ့ဒီကောင်တွေငါတို့တော်တော်ခပ်ပေးတဲ့ကောင်တွေဆိုပြီးတော့ဒါတို့နည်းနည်းလေးတော့မဖြစ်တဲ့သဘောပဲစိတ်ညစ်သွားပြီနောက်ဆုံးကောင်တွေကောင်တွေမွန်ခမ်းတော့ကောင်အောင်တော့တဲ့ကောင်တွေအဲ့ဒီသဘောပဲသူ့ရဲ့သူ့ရဲ့သူကောက်ခဲ့တာဗျာ ော့ဒေါ်နယ်ထရန့်အနေနဲ့ပြောမယ်ဆိုသူ့ရဲ့သူကားခွဲတာမမှားဘူးဗျာသူ့ရဲ့သူကားခွဲတာမမှားဘူးကျွန်တော်တို့ဒေါ်နယ်ထရန့်မားတယ်လို့သူကပြောလို့မရဘူးသူ့ရဲ့သူကားခွဲတာသူ့နိုင်ငံကိုသူကမရှုပ်နေမလားစင်းနဲ့ွားသူတော်မျိုးလုပ်တာကျွန်တော်ညီမကောင်တွေလည်းပြဿနာကအမေရိကကိုအလဲပတ်သွားမယ်ဆိုပြီးသွားတယ်ပြည်ပခွဲတော့မပြန်တော့ဘူးမမပြတ်မထွက်တော့ဆိုပြီးတော့တခါတည်းမောင်ခုံနေနေနောက်ဆုံးကြားအောင်တခါတည်းဟို refugee ခံယူဖို့ကြိုးစားကြတာရှိတယ်နိုင်ငံကြီးကောင်းစီတက်ပြီးအဲ့လိုခံစားရရှိတယ်အဲ့ဒါမျိုးဟိုရှိမှရှိခဲ့ပြီအဲ့တော့ဒီရှေ့ကအမေရိကောက်ထောက်သွားတဲ့မြန်မာတွေရဲ့မကောင်းတဲ့ဗီဇာမြန်မာအချို့ရေပေါ့ဗျာအကုန်လုံးပြောမြန်မာချို့ရေမကောင်းတဲ့ဗီဇာတွေဇယိုက်ဆိုးတွေဟိုစိတ်တိုက်ရုပ်ကမ်းမှုတွေဒီပေါက်တက်ကြရရှောက်လုံမှုတွေကိုယ်နိုင်ငံကိုယ်သိက္ခာကိုဖျက်ဆီးတဲ့ကောင်တွေအဲ့ဒီစိတ်စားတွေကြောင့် တော်နေတော်ကြီးခေါက်ကဲသွားပြီးရောက်ပိတ်လိုက်တော့ဝါလွှဲလိုက်တဲ့ဘောလို့ကျွန်တော်ခေါက်ရချင်တယ်ပြီးတော့မြန်မာပြည်ကတယ်ရက်စီထွက်တဲ့ထွက်တဲ့တိုင်းပြောအမေရိကမှာမြန်မာမြန်မာတယောက်လိုက်ဘုံခွဲတာမရှိဘူးရှင်းရှင်းပြောရင်အမေရိကမှာမြန်မာတယောက်လိုက်ပြဘုံခွဲတော့တနက်လိုက်ပြတော့မရှိဘူးရှားပါတယ်ဗျာမရှိပါဘူးအဲ့တော့မြန်မာကအဲ့လိုပြဿနာမဟုတ်ဘူးဗျသူကမြန်မာပြဿနာအဲ့လိုကြီးမဟုတ်ဘူးသူ့တော်သူ့စိတ်ထဲမှာတော့မြန်မာတော်ငရှုပ်နေပဲလို့သူမြင်သွားပုံရတယ်ဒါကြောင့်မလို့သူစောစီနောက်ထပ်ငရှုပ်နေမလားအောင်တားရဲပေါ့တားလိုက်ရတဲ့ဘောလို့ယူဆတယ်တိုးတော်လေတို့အနေနဲ့ဒီမြန်မာကလာမဲ့လူတွေခွင့်ပြုနိုင်ခြင်းရှိလားဆိုရင်အစိုးရချင်း government to government အလုပ်လုပ်မဲ့ကိစ္စမျိုးတွေတော့မဖြစ်မနေတို့ကျွန်တော်တို့မသိနိုင်တဲ့ပုံစံတွေပေါ့အဲ့ဒါတွေတွားတာမျိုးတွေတော့ ရှိနိုင်ရှိတယ်ဒါတွေရောရှိနိုင်တယ်ပေါ့နော်ဟိုအမေရိကန်စပိုင်တွေပေါ့အမေရိကန်ထောက်လိုင်းအုပ်စုတွေနော်အမေရိကန်နဲ့အပြန်လန်ထောက်လိုင်းလုပ်နေတဲ့အုပ်စုတွေဒါမျိုးတွေတော့ရှိနေတယ်အမေရိကန် CIA မွေးထားတဲ့မြန်မာတွေဒါတွေဆိုတော့သွာလာတာရှိနိုင်ချင်ရှိတယ်နော်အဲ့ဒါမျိုးတွေရောရှိနေတယ်ကျွန်တော်ကတော့တန်တန်ချားတို့ကျွန်တော်ကမဖြစ်နိုင်ဘူးနောက်တစ်ခုမြန်မာနိုင်ငံရှိတဲ့လူတန်း53တန်းလောက်ရှိတော့ပုံကူတွေအကုန်လုံးအမေရိကန်မသွားရအမေရိကန်53တန်းမှာပုံနေပြောအမေရိကန်သွားနေတယ်လူကတန်းတန်းမပြေပါဘူးဗျာဟောအဲ့တော့တန်းတန်းပြေတော့ကျွန်တော်53တန်းနဲ့ဘာမှမဆိုင်ဘူးပဲမှတ်လိုက်အမေရိကန်ပိတ်ဦးမကလို့ပဲတစ်တလုံးမှမလာခိုင်းတဲ့ဦး ရှင်းရှင်းလေးပြောရင်တော့အဲ့53သန်းမှာတသန်းတောင်ပြည့်တဲ့အတွက်တဲနဲ့53သန်းအတွက်ဘာမှမဆိုင်ဘူးအရေးကိုမကြည့်ပါဘူးအခုတော့ရှိရတဲ့တင်းအရာပြောမယ်ဆိုရင်တော့အမေရိကန်မြောက်ပိတ်ပလိုက်တယ်ဆိုတော့တတိယတင်းဆိုးဖြစ်နေထွက်သွားတာပေါ့အစိမ်မကောင်းကြဘူးဒါလေးပဲရှိတာကျွန်တော်တော့အမေရိကန်မသွားလို့ကျွန်တော်တို့ထမင်းကတည်းကမသွားမြန်မာပြည်မှာတော့မရှိတော့ဘူးကျွန်တော် နော်အမေရိကန်မသွားလို့ခမင်းကတည်တယ်မသားလို့ဘာမှမရှိတော့ဘူးကျွန်တော်ယူစားတယ်ပြီးတော့အမေရိကန်အဲ့လိုပိတ်ဆို့ကတ်တမှုတွေဖြစ်နေတဲ့အကြောင်းရင်း थी NUG ဘက်တော်သားတွေရဲ့အောက်တက်ကြတဲ့ delay ဇီးရိုက်ဗီဇာအပြုတ်မှုလုံးဆောင်ချက်တီချောက်အခြေခံပြပြခံပြီးစဖြစ်လာတယ်လို့ကျွန်တော်တို့အဲ့တိုင်းပဲကောက်ချက်ချတယ်ပုံလည်းပြောတော့အဲ့မှာမြန်မာပြည်ကသွားပြီးတော့ပြန်မလာဘူးဟိုမှာသွားပြီးတော့နိုင်ငံရေးကောင်စင်တက်ပြီးတော့မျိုးစုံခိုးလုံးနေပေါ့ဗျာမျိုးစုံကြိုးခုံပြီးတော့ခိုးလုံးမှုကြိုးစားကြတယ်ဇလန်တွေကြောက်လို့ပြောချင်တယ်ဇလန်တွေကအများကြီးရေးလိုက်ကြတော့ကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်ပြောချင်ပါတယ်နော်ဆိုတော့လောဆိုတော့အဲ့လိုတွေ့ရတယ်ဒါပေမဲ့တရုတ်ကြတော့လဲတယ်ဗျတရုတ်ကြတော့လဲဘယ်လိုလဲလဲသိလားတရုတ်ကြတော့အခုပြီးခဲ့တဲ့နှစ်ရက်လောက်ကပဲရှင်ထုတ်ပြန်လိုက်တယ်အာဆီယံ၁၀နိုင်ငံနဲ့ plus ရှစ်တီမော့အပါဝင်ပေါ့နော်ရှစ်တီမော့အပါပေါ့အဲ့ဒါကလုံးကို အထုပိတာပြိမယ်တဲ့ကဲသူကလည်းအထုပိတာပြိမယ်တဲ့တိကျကလည်းလေတယ်ဗျာကဲစီးအောင်လာသူကလည်းတိုက်တဲ့စနိုက်ပေါ့နော်အမေရိကန်အဲ့လိုပိတ်တာရတိကျကဒီက80နောက်ဆက်လေးဖြစ်လာတာ80နောက်ဆက်လေးပဲဆိုတော့ မြန်မာပြည်အပါအဝင်အာဆီယံဆယ်နိုင်ငံရဲ့အရှိတီမောအခုမှဝင်မဲ့နိုင်ငံရဲ့၁၇နိုင်ငံပေါ့အဲ့ဒီနိုင်ငံတွေအကုန်လုံးကိုအထူးဗီဇာပေးမယ်။မစီဝါရေးကိစ္စတွေလာမယ်ဆိုရင်အထူးဗီဇာပေးပြီးမှာဆိုပြီးတော့တိဝါတင်ညာလိုက်တယ်။ညာရတော့မြန်မာပြည်ကလူတွေတိကျသွားမလားအခုအထူးဗီဇာရနိုင်တယ်ပေါ့နော်။သိပ်ပြီးမြန်မာတွေဘာတွေကတ်တတ်မယ်ဆိုရင်အရင်တင်းကြက်ကတ်တတ်တယ်လို့တော့ပဲနဲ့အထူးဗီဇာပေးမယ်။အဲ့ဒီဗီဇာတွေကိုင်ပြီးတော့မြန်မာပြည်ကဟိုကားရောင်းတဲ့အဖွဲ့တွေပေါ့ကားသွင်းတဲ့အဖွဲ့တွေ EV ကားသွင်းတဲ့အဖွဲ့တွေနောက်ဆိုလာပြားရောင်းတဲ့အဖွဲ့တွေစသဖြင့်ပေါ့ဗျာဒီ technology technology နဲ့ဆိုင်တဲ့ကိစ္စတွေပေါ့ EV ကားရောင်းတဲ့အဖွဲ့တွေများတုတ်ပြီးခဏခဏကောက်တော့ခေါက်ပြန်သွားပြီးတော့ဟိုကဟိုကမတုံးတော့တဲ့ ကုမ္ပဏီဖြတ်သိမ်းတဲ့ကားတွေကိုဒီဘက်ထည့်လာပြီးဒီမှာလာရောက်နေကြတာတော့ကျွန်တော်မသိဘူးနော်တော်တော်ခါကြရင်စမ်းစားကြတော့သိကောင်းတယ်အဲ့တော့တကယ်ကျွန်တော်မြင်ပြောရင်တရုတ်ပြည်မှာကုမ္ပဏီဖြတ်သိမ်းတဲ့ EV ကားတွေတချို့မြန်မာပြည်ကိုသွင်းလာသွင်းလာပြီးအဲ့ဒီကားတွေဒီမှာလာပြီးတော့ဟိုတရားဖို့သုံးစီတာတွေပေါ့ဗျာဒီလက်ရောက်တော့တထောင်ဖို့သုံးစီတွေဖြောင်း market တွေဖန်တီးပြီးတော့ဈေးကွက်ဖန်တီးပြီးရောင်းစားနေကြပြီလားအဲ့လိုလူတွေတော်များတရုတ်ကတမင်များလမ်းဖွင့်ပေးနေကြတာတော့မသိဘူးတခါကြရင်နော်အဲ့လိုတော့ရှိတယ်ဆိုတော့ဒါမဲ့လောလောဆယ်တရုတ်ကတော့အထူးပိသာပေးမယ်ဆိုတာမျိုးတရုတ်ကကြီးညာလိုက်တယ်အဲ့တော့ America ပေးမိမယ်တရုတ်ကအထူးပိသာထားပေးလိုက်တယ်ဒါလည်းထူးခြားတဲ့တိုက်ဆိုင်မှုတစ်ခုတော့တွေ့ရတယ်ဒါလေးတစ်ခုပေါ့နော်အဲ့တော့တရုတ်ကပြောရင်တရုတ်တွေအနေနဲ့ကထောက်လိုင်းကုန်ရတဲ့ရန်ကောင်းတယ်လို့ကျွန်တော်ကနားလည်ထားတယ်ဘာလို့ဆိုတော့တရုတ်နဲ့ပတ်သက်ရင်ဆိုးရိုးစကားတစ်ခုရှိတယ် ်နေရာတစ်ခုလမ်းတစ်ခုမှာတရုတ်စားတောက်ဆိုင်တစ်ဆိုင်တရုတ်ပစ္စည်းရောင်းဆိုင်တစ်ဆိုင်နော်တရုတ်တရုတ်အစ်စ်ကလာလို့ရပါတော့နော်ဒီဆိုအဲ့လိုဆိုင်ဆိုင်ရှိလာပြီဆိုရင်အဲ့ဒီဆိုင်ကတရုတ်ပြည်မကြီးရဲ့ထောက်လိုင်းဆိုင်တစ်ဆိုင်ဖြစ်တယ်အဲ့စကားရှိဒါဒီဒီအတိုင်းဝိုင်းတစ်ခုမှာအဲ့စကားရှိရှိတော့ပြောရရင်တော့ခင်ဗျားတို့လမ်းထဲမှာတရုတ်နိုင်ငံဒဲကနိုင်ငံသားတယောက်ကမြန်မာတယောက်နဲ့ပတ်သက်ပြီးတော့ဆိုင်ဆိုင်လာဖွင့်တယ်ဆိုပါစို့ခရောက်လမ်းထဲမှာအဲ့ဆိုင်ကတရုတ်ထောက်လိုင်းဆိုင်တရုတ်ပြည်မကြီးကိုသတင်းပြန်ပို့ရတယ်ထောက်လိုင်းဆိုင်ဖြစ်နိုင်တယ်ဆိုတဲ့သတင်းစကားပေါ့အဲ့ဒါရှိတယ်အဲ့တော့ဖြစ်နိုင်လားဆိုရင်တော့ဖြစ်နိုင်တယ်ဗျဖြစ်နိုင်တယ်အဲ့တော့တရုတ်ထောက်လိုင်းကသတင်းကြိုရနိုင်တယ်မြန်မာပြည်ထဲမှာရှိတဲ့ မီဒီယာထဲမှာလည်းတရုတ်ထောက်လိုင်းဝင်ထားပြီးသားနိုင်ငံရေးသမားတွေထဲမှာလည်းဝင်ထားပြီးသားနိုင်ငံရေးတိုင်းဝန်တော့စီးပွားရေးတိုင်းဝန်တော့တရုတ်ထောက်လိုင်းဝင်ထားပြီးသားစစ်တပ်တွေစစ်တပ်ကစစ်တပ်ကခေါင်းဆောင်ဖြစ်လာတဲ့နောက်တော့ပို့ရဲကိုလည်းတရုတ်က investment လုပ်ရေလုပ်ထားမှာပဲစစ်တပ်ထဲမှာလည်းဘာလုပ်ထားနိုင်တယ်ဗျာဆိုတော့နိုင်ငံရေးကလုပ်လို့ဒီကောင်တွေ investment ကမြန်မာကတက်မလို့ခေါင်းဆောင်ဖြစ်လာမဲ့လူတွေတွေကိုလည်း investment လုပ်ရေလုပ်မှာဒါဖြစ်နိုင်တယ်ဝင်ကြီးဖြစ်မဲ့လူတွေကိုလည်း investment လုပ်လိမ့်မယ်လွတ်တော်မှတွေတွေလည်း investment လုပ်လိမ့်မယ်တရုတ်ကအဲ့တော့တရုတ်ထောက်လိုင်းတွေကပုံစံမျိုးစုံနဲ့မြန်မာပြည်ထဲမှာပြန့်နေတယ်ပြောမရအောင်ကျွန်တော်အိမ်ပေါ်တော့ရောက်ရောက်နေတရုတ်ထောက်လိုင်းတွေကကျွန်တော်အိမ်ပေါ်တော့ရောက်ရောက်နေပါအဲ့တော့တရုတ်ထောက်လိုင်းတွေကအဲ့လောက်အထိရှိနေတယ်ပြန့်နှံ့နေတယ်အဲ့တော့ပြန့်နှံ့ဒီကောင်တွေသတင်းကြုံရတတ်တယ်ဆိုတဲ့အားကြောင့်ကျွန်တော်ပြောချင်တာအခု ်မြင်းချံခရိုင်ထဲမှာရှိတဲ့ဒေသပေါ့ဗျာမြင်းချံခရိုင်ထဲမှာတရုတ်နိုင်ငံသားတွေအနေနဲ့ဥတ္တဟုသွားလာလာမလုပ်ကြဘူးဆိုပြီးတော့တရုတ်ကောင်မန္တလေးမှာရှိတဲ့တရုတ်ကောင်စစ်ဝင်ရောင်းချင်းကြတယ်ပြောချင်တာကတော့မြင်းချံခရိုင်ထဲမှာအန္တရာယ်ရှိတယ်တိုက်ပွဲတွေဖြစ်လာနိုင်တယ်တိုက်ခိုက်မှုတွေတိုက်ပွဲတွေအကြီးကျယ်ဖြစ်လာနိုင်တယ်အဲဒါကြောင့်မလို့မင်းတို့တရုတ်နိုင်ငံသားတွေအနေနဲ့အဲ့ဘက်ကိုခီးမသွားကြဘူးမလို့ကဖက်တွားမှုသွားကြဘူးသွားမယ်ဆိုရင်တော့တရုတ်ကောင်စစ်ဝင်အုပ်သိပေးကြဘူးစသဖြင့်အဲ့ကောင်တွေသတင်းကြိုပေးတယ်ဒါကိုကြီးကျယ်မှကျွန်တော်ကစစ်ရေးစစ်ငွေကိုတွားတရိထားမိတယ်တရုတ်တောင်လိုင်းရင်းနဲ့တရုတ်ကောင်စစ်ဝင်ဖွဲ့စည်းတွေကကြည့်ရတာတရုတ်တောင်လိုင်းရင်းသတင်းပေးတွေကြောင့်တရုတ်ကောင်စစ်ဝင်နဲ့တရုတ်အစိုးရကသိပြီးတော့သူ့တရုတ်နိုင်ငံသားတွေစိတ်ပူလို့တေးမာဆိုးလို့တိကျကုန်မှာဆိုးလို့ အဲ့ဒီမြင်းချန်ခဲတဝိုက်ကိုမသွားနဲ့မြင်းချန်တထိုးကြီးတောင်သာဆက်ရှိအဲ့ဒီမှာသွားနဲ့ဆိုတာမျိုးတွေပြောတာလားလို့ကျွန်တော်ကောက်ချက်ချဆိုတော့ဒီထဲမှာတိုက်ပွဲကြီးတွေဖြစ်လာနိုင်ခြင်းရှိတယ်လို့ကောက်ချက်ချမှာဖြစ်နေတယ်ဘာလို့ဆိုတော့အဲ့နာတဝိုက်ကခဏခဏမျိုးတွေဖြစ်ကြတာဆိုတော့ပြောရရင်တော့တိရွေထောက်လိုက်ရဲ့သတင်းပေးချက်ကတိတ်ကြောက်စရာကောင်းတယ်လို့ကျွန်တော်မြင်တယ်ဒါတိရွေထောက်လိုက်ရဲ့ရှာလာတဲ့သတင်းကြောင့်တိရွေကောင်းစစ်ဝေယုံမှနေပြီးတော့သူ့နိုင်ငံသားတွေကိုသူသတိပေးလိုက်တဲ့စာတိရွေကောင်းစစ်ဝေယုံထုတ်ပြန်ထားတယ်တိရွေလုံထုတ်ပြန်ထားတယ်အဲ့ဒါလေးကျွန်တော်တွေ့လိုက်ရတယ်ဒါတို့တွေ့လိုက်တော့ကျွန်တော်တို့ဒါလည်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ထည့်ပြောချင်တယ်အဲ့တော့ တရုတ်ကတော့တရုတ်ကို3ပြေးတယ်ဆိုရင်တော့တရုတ်ထားလိုက်တဲ့နေတရုတ်ကို3ပြေးတယ်ဆိုရင်ကျွန်တော်ကတော့မြန်မာပြီးပြောချင်တာမြန်မာပြီးအနေနဲ့လေ3ကြီးကြီးထားကြပါဒီကောင်းလေး3ပြေးတာအလကားမဟုတ်ဘူးเนาะအလကားမဟုတ်ဘူးအကြောင်းတစ်ခုတော့ချိနိုင်ချင်ရှိတယ်လို့ပဲကျွန်တော်တော့ကောက်ချက်ချပါတယ်အဲ့တော့အဲ့တော့ဘာပဲပြောမြန်မာနိုင်ငံသားတွေအဲ့မှာတော့ရှင်မှာနေ3ထားနေထိုင်ကြဖို့လို့ပြောရင်းနဲ့ဒီနေ့တော့ကတော့